မင်္ဂလာပါကျွန်တော်စင်မြင့်အဖြစ်မှာစာစီစဉ်အနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ရောက်ရှိနေရတော့ရန်ကုန်တိုင်းကြောက်တန်းမြို့နယ်ဒီကြာခံထိပ်ကျေးရွာမှာရှိတဲ့ထန်းတော်တစ်ခုမှာဖြစ်ပါတယ်တို့မင်္ဂလာပါဟုတ်မင်္ဂလာပါကြီးလေးဟုတ်ကဲ့ပါအခုနာမည်လေးမိတ်ဆက်ပြီးပါအောင်ပြေကိုကြီးနာမည်ကတော့ဦးမျိုးဝင်းလို့ခေါ်ပါတယ်ဦးမျိုးဝင်းဟုတ်ကဲ့ပါဟုတ်ကျွန်တော်ဒီထန်းပင်အကြောင်းပေါ့နော်ကျွန်တော်ဒီတစ်ခေါက်မှာကျွန်တော်စင်မြင့်အဖြစ်မှာစာစီစဉ်မှာဒီထန်းသီးနယ်ကျွန်တော်စင်မြင့်ဆိုင်ရင်နယ်ဖြော်ဆက်မှာဆိုတော့ ဒီထန်းပင်ဒီထန်းသီးဘယ်လိုတီးလဲပေါ့နော်ဘယ်လိုစိုက်ပျိုးထိန်းသိမ်းရလဲအဲ့လေးကိုတစ်ချက်လောက်ရှင်းပြပေးပါဦး။ဒီငေထန်းသီးရတော့ကွာဟိုဒီထန်းပင်ရဲ့နှစ်ပေါင်း90ဆိုရင်ဒါထန်းသီးထွက်ပြီကွာ။ဟုတ်ထန်းဒီရတာတရင်ကျွတ်လာတယ်လားထန်းဒီထွက်တယ်လားပေါ့။အော်ထန်းဒီတည်ကျွတ်လာဆိုလို့ချင်းသူထန်းဒီဖူးတယ်လေထွက်လာပြီ။အဲထွက်ပြီးရဲ့နောက်ပိုင်းပေါ့ကနော်ဟိုတလကျော်ကျော်နှစ်လဆိုလို့ချင်းဒါသူကစားဖို့အသုံးမှာပါဘူး။စားလို့တော့ထန်းဒီစားဖို့အသုံးလာပြီ။ဟုတ်ကဲ့။ရေခံမယ်ဆိုလို့ချင်းတော့ထိုင်ရေခံမယ်ဆိုလို့ချင်းတော့ ဒီထန်းဒီယူစားရတော့ဗောနော်သူ့ရဲ့နောက်အပွားလေးတွေပဲစားလို့ရတယ်ဟုတ်ဟုတ်ဟိုအရင်ခန်းတဲ့ဟာတော့မရတော့ဘူးဟုတ်ကဲ့တော်တော်ဒါလည်းကြည့်ရတော့ဟုတ်ဟုတ်ဒါထိုင်ခန်းတော့ဒလာလောင်းနေစားလို့ရပါဒလာလောင်းနေစားလို့ရနော်စားလို့ရဘွာရောအခုတို့ဒီထန်းဒီဒီဟာတွေဖြစ်လာပြီလို့ရင်ဘယ်လိုတင်ဖို့ရောင်းချတာရှိလားအဲထန်းဒီကတော့သူမျိုးရဲပါပဲမျိုးရဲပဲရောင်းရောင်းချတယ်မျိုးရဲပဲရောင်းချတယ်မရှိတဲ့နေရာလေးတွေကဖောက်တယ်မှုလေဖောက်တယ်မှုဟုတ်တယ်ဟုတ်တယ်ဟိုဒီမှာလဲ ကိုပိုင်ရောင်းချတယ်ပေါ့ကိုပိုင်ရောင်းချနော်ထန်တော့ဟုတ်ကဲ့ပါကျေးဇူးပါခင်ဗျအေးကျေးဇူးပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်စင်မင်းမမတဘာဝဆန်ရဲနဲ့ဒီထန်းဒီနုလူလေးနဲ့ပေါင်းဆက်ပြီးဖြောတဲ့အခါမှာဘလို့ရတာလေးရှိမလဲဆိုတော့အိုးကျွန်တော်လည်းအတူတူလိုက်ကြည့်လိုက်အောင် ထန်းသီးရေကျွန်တော်တို့ဒီခြုံမြမြအရသာလေးပေါ့နော်အဲ့ဒါလေးကလည်းပျောက်မသွားဘူးကျွန်တော်တို့စင်မြင်းမြမသဘာဝဆန်ရဲရဲဒီတင်းပြန်းနဲ့ရင်းနှံလေးကိုလည်းထပ်ပြီးတော့ရရှိနေရပါတော့အဲ့တော့တကယ်ကိုသဘာဝစစ်စစ်ဖြောဆန်းမှုလေးဖြစ်ပါတယ်ရန်တောက်လို့ကောင်းပါတယ်